မင်္ဂလာပါဒီပေဖက်ချက်ရဲ့ပေါ့ကတ်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့အာနာသိန်းစစ်အုပ်စုကကျင်းပပြုတ်လုသွားမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စုလော်ဘီတွေကပုံစံအမျိုးမျိုးနဲ့ဝါဒဖြန့်ဝေမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ပြည်သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့အဖမ်းဆီးရေးယူမှုတွေလည်းဇက်တိုက်လှုပ်ဆောင်နေတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်စစ်အုပ်စုဟာပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေကိုထုတ်ပြန်ခဲ့ပြီ လေးလမပြည့်ခင်နိုဝင်ဘာလ22ရက်နေ့အထိရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ခံထားရသူ146ဦးထိရှိပြီးဖမ်းဆီးခံထားရသူ32ဦးထိရှိတယ်လို့စစ်အုပ်စုကထုတ်ပြန်ထားတဲ့အချက်အလက်ကို DVB data တင်းကစုစည်းထားတဲ့အချက်အလက်အရသိရပါဗျ။ဒီထဲမှာမှကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအကြောင်းရေးသားခဲ့တဲ့ online သတင်းဌာနတစ်ခုဖြစ်တဲ့ AAMNG News ရဲ့တာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှ24ကကြီးနဲ့ အမှုဖွဲ့ဖမ်းဆီးဖို့ကိုပါနိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ DVB ဖက်ချက်အနေနဲ့စစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြန့်ဝေမှုအမျိုးမျိုးကို Volunteer Data Analysis တွေရဲ့အကူအညီနဲ့စစ်တပ် Lobby Telegram Channel ကိုကူကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ Telegram Channel တွေကိုအထူးကစောင့်ကြည့်ခဲ့တဲ့အချိန်မှာ April လကနေ November လတတိယပတ်ထိ post ပေါင်း1200ကျော်အထိ ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုဖြစ်ဝင်မှုတွေထဲမှာဆိုရင်စစ်အုပ်စုပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကိုအ धिक ဦးတည်ဖြန့်ဝေနေသလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကသဘောမကျမိတဲ့အတွေ့အမြင်တွေဆိုရှယ်မီဒီယာပေါ်မှာရေးသားမှုတွေရှိတယ်ဆိုရင်ကိုပဲဖန်ဆီးဖို့အတွက်လက်ရှိအချိန်ထိလှုံ့ဆော်နေသေးပဲဖြစ်ပါတယ်။မြေပြင်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုလည်းအေးအေးယူဖို့လှုံ့ဆော်နေသလို စစ်အုပ်စုဘက်ကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး posting ရေးသားထားသူတွေနဲ့ react ပေးသူတွေကိုပါမကြမ်းလိုက်လံဖမ်းဆီးပြီးရွေးကောက်ပွဲဥပဒေကိုအတုံးချကကြီးလေးတဲ့ထောင်ဒဏ်တွေကိုချမှတ်နေပါတယ်။ကရားပြည်နယ်လွိုက်ကော်မြို့ကအသက်14နှစ်16နှစ်နဲ့18နှစ်အရွယ်ကလေးငယ်3ဦးကိုရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ22ရက်နေ့မှာစစ်ကော်မရှင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်အုပ်စုလော်ဘီတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးခလေးငယ်တွေကိုပါမချမ်းဆက်ဆက်ထိမကန်တုံ့ပြန်နေတာထင်ရှားနေပါတယ်။စစ်အုပ်စုဟာရွေးကောက်ပွဲကိုခေါင်းစဉ်တက်ထားတဲ့ဥပဒေထုတ်ပြီးပြည်သူတွေကိုချင်းချောက်ထားတဲ့အပြင်စစ်လို့ပြည်တွေကလည်းပုံမှန်မျိုးစုံတက်ပြီးအကြမ်းဖက်ဖမ်းဆီးပြီး online ကနေသွေးထိုးလှုံ့ဆော်မှုတွေနဲ့ဝါရဖြန့်ချိမှုတွေကိုအရှိန်အဟုန်နဲ့လှုံ့ဆော်လာခဲ့ပါတယ်။ဒါတွေမကသေးပဲအရေးယူဖို့ကော်မတီပါဖွဲ့စည်းထားပြီးရွေးကောက်ပွဲပြုလုပ်နိုင်ဖို့စူးစမ်းနေတဲ့အပြင် ချိန်ချောက်မှုဖမ်းဆီးမှုထောင်ချမှုတွေနဲ့အတူအွန်လိုင်းဖိနှိပ်မှုတွေကိုပါဇက်တိုက်ကျူးလွန်လာနေကြောင်းသတိပြုနိုင်ဖို့တင်ပြလိုက်ရပါတယ်။နေ့အတိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။အွန်လိုင်းပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်။မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။